ေလုတ်ရမယ်အလုတ်တခုရှိကိုရှိတယ်ကျွန်တော်သေတဲ့အထိဒီလောကထွက်သွားတဲ့အထိကျွန်တော်လုံးမဲ့လောက်ကပါလဲဆိုတော့ယေရှုအကြောင်းကိုကျွန်တော်ရရပြပြတာတာကျွန်တော်ဟောမယ်မရှမ်းမကြောက်ကျွန်တော်ဟောမယ် ယေရှုခရစ်တော်ကလောကသားအလုံးကဲ့တင်တဲ့အရှင်ဖြစ်တယ်ဆိုတာကို အာမနာတန်းကျွန်တော်ပြောမယ်ဧဝံဂေလိဟောဖို့ရှက်တယ်ကြောက်တယ်ဆိုရင် ခမားထာဝရအသက်ကိုမရသေးတဲ့သူပဲကိုကိုစားကောင်းတဲ့အရာလေးတစ်ခုကိုတကယ်စားကောင်းတာသိရင်သူများကိုမကြွေးချင်တာပဲမဟုတ်ဘူးလား ီမှာပြောပြမယ်တတိထားပါအောင်သူပြောတဲ့အရာတွေနော်ဘသူတွေပြောနေရလဲအဲ့မှာထိုင်ရင်ပြိတ္တမှာနော်ထိုင်နေရင်ဥပမာတရားရခိုင်နှုံးမှာဆိုပါတော့တရားရခိုင်နှုံးမှာ69ဆရာခိုင်နှုံးကအပြင်ရောက်တဲ့အချိန်မှာသူများသူများကိုလက်မှာသူများတွေ့ရင်ယေရှုကြောင့်ပြောပြခြင်းနဲ့ကယ်တင်ရှင်ကြောင့်ပြောပြခြင်းပေမဲ့လည်းရှင်းနေတဲ့လူတွေ69ရာခိုင်နှုန်းတရားမှာအဲ့လိုဖြစ်မဲ့သူတွေပဲအဲပြိတ္တမှာထိုင်နေတဲ့လူတွေက နော်သူတို့ကိုပြောနေမှမသိဘူးကိုယ့်ကိုပြောနေမှမသိဘူးဆရာကိုယ့်ကိုပြောနေမှမသိဘူးအာမင်နေပါထူပြီးတော့အဲ့လိုပဲနေကြမှာကိုယ့်ကိုမစင်ချင်းတော့ဒါမဲ့နေပါသွေးရဲ့လူတွေကကြတော့ဟုတ်တော့ he's talking to me အဲ့ဒီနေရာမှာတခုသွေးစားရှိတာကသူပြောသွားတယ်ယေရှုကတင်ချင်းအကြောင်းကိုသူများပြောဖို့အတွက်ရှက်နေသေးတယ်ဆိုတော့အဲ့ဒါကတကယ်တင်ချင်းမရလို့ပဲဖြစ်မှာလို့တခါလေးပြောတာနော်အဲ့မှာပရိသတ်မှာထိုင်နေတဲ့လူတွေတခါလေးပြောတာနော်အဲ့ဒါစင်ကျင်ကြည့်အောင် ဟုတ်လားအဆင်ချင်ကြည့်အောင်နောက်ချုပ်တွေကတော့ဆရာဒီဆရာပြောနေတဲ့မြတ်အရာတွေကိုဗာလဲ critical thinking mind ကိုမရှိတော့ဘဲနဲ့တခါတဲ့အမှန်အမှားကို bypass လုပ်လိုက်တဲ့တခါတဲ့အာမင်ဗာအကုန်လုံးမှန်တယ်ပဲထင်နေအဲအဲ့လိုမျိုးအသွေးရှိတဲ့ဒူလေးကြတော့ရိတ်မိမှာမဟုတ်ဘူးကိုပြောနေမှန်တိမှာမဟုတ်ဘူးเนาะပြီးတော့သူဘာပြောသေးလဲဒီ ယေရှုရဲ့ကယ်တင်ခြင်းအကြောင်းကိုကျွန်တော်ရရပြပြတသားဟောမယ်ပါညာအဲပြောခြင်းနေရာကဘသူပဲမုန်းနေပါစေသူတို့ကိုဘသူပဲပါရွှေချပါပဲ prescription ဘလို့ပဲဂျုံနေရပါစေပါညာဟိုတခါဗီဒီယိုတစ်ခုမှသူဘလို့ပြောသွားသေးတယ်လဲဆိုတော့ယေရှုအကြောင်းကယ်တင်ခြင်းယေရှုကယ်တင်ခြင်းအကြောင်းကိုပြောတဲ့အချိန်မှာတဲ့ပါတာကြီးခေါင်းဆောင်တွေပါတာကြီးခရီးရန်တွေကတဲ့ကျွန်တော်အရင်ပြီးတော့ဆဲလူတွေရှိတယ်ရှုတ်ချကြတယ်ပါညာတဲ့ that's that's how do you say a straw manning that's a straw manning argument အဲ့ဘသူ့မှာသူကယေရှုကယ်တင်ခြင်းအကြောင်းခေါ်နေလို့ဘသူ့မှာသူ့ဆဲတာမဟုတ်ဘူးသူ့ကိုသူ့ကိုဘသူ့မှာဟိုဘယ်လဲဆုံချနေတာမဟုတ်ဘူးမဟုတ်ကဟုတ်ကတွေဟိုမှာကျမ်းစာကိုယူပြီးတော့သူ context နဲ့မှာဖတ်ပေးနေရာနေရနားကိုကုတ်ပေးနေတာနားအရာပြေအောင်ကိုသူကသူကဟောပြပေးနေလို့နော်လူတွေအာမင်နေပါချူပြီးတော့အဲ့လိုမျိုးလုပ်နေတဲ့အချိန်မှာဆိုတော့သူ့ဖျားကြောင်းထဲမှာလဲစိတ်တော်ဝက်တိုးတော်ဝက်ရှိမှာ ကွန်လုံးကိုပြောင်းလဲတဲ့လူတွေဟုတ်မှာမဟုတ်ဘူးအဲ့ဒါကို message တစ်ခုတည်းပဲပေးတယ်ဒီလောကအရာတစ်ခုပဲဒီပါလဲလောကလူဝင်စံတမှုစိတ်ကို boost လုပ်ပေးနေတာအဲ့ဒါပဲလုံလုံပေးနေတော့ကျွန်တော်တို့ကဒီကနေကြည်ပြီးတော့ဟာနော်အဲ့စိတ်တွေကို entertain လုပ်ပေးပြီးတော့ဖြော်ပေးပေးနေရင်းနဲ့တကယ့်တိုးတွေအဖေအကြောင်းထဲမှာရှိတဲ့တကယ့်တိုးတွေသူ့နောက်လိုက်တဲ့တကယ့်တိုးတွေဟိုလန့်လွဲခံနေရတယ်လို့နော်ပြီးတော့ဟိုအစားကောင်းကောင်းမချွေးအချွေးမခံဘူး နော်ဝိငင်ကြီးအပိုင်းပိန်ချောင်းနေတယ်သူတို့တွေကဖြစ်သွားတယ်နော်ဟိုမှာအဲ့ဖះเจ้าမှာရှိလက်ရှိတဲ့စိတ်တွေပဲပူပူပြီးတော့ကထွားနေကြတယ်သူတို့ကလောကစာဒီဖက်မှာပဲပူပူထွားနေကြတယ်ဖះဖះရဲ့စကားမှန်ထင်နေကြတာအဲ့ဒါကိုဒီကနေကိုညီကိုတွေအဲ့လိုမျိုးအလိမ်မခံလဲအောင်ဆိုပြီးတော့ပြောပြနေတာသူတို့ကမုန်းနေလို့မဟုတ်ဘူးပြီးတော့ဆရာဒေဗလာတို့လည်းမုန်းနေလို့မဟုတ်ဘူးမကြိုက်နေလို့မသူတို့မကြိုက်တာမဟုတ်ဘူး နော်သူတို့ပြောနေတဲ့အရာတွေတချို့ motivations motivation motivational pep မှာဆိုရင်တော့နော်ဒီ feeling ဟောဖက်မှာဆိုတော့လောကဖက်နဲ့တွေးမယ်ဆိုတော့ဒါသူတို့ပြောနေတဲ့ဟောနေတဲ့အရာတွေကနော် positive အများကြီးရှိတယ်တင်ယူစရာအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒါကပြဿနာမဟုတ်ဘူးပြဿနာကဖယားစကားကိုအလွဲတွေတုံးနေတယ်ဖယားရဲ့နာမကိုရှုတ်ချနေတာအဲ့တခုရယ်ဒါတည်းမဟုတ်ပဲနဲ့အာအဲ့မှာရှိတဲ့တိုးတွေကိုပိန်ချောင်းအောင်ဝစာကောင်းကောင်းမကြွေးဘူးသူတို့ကနော်မာနဲ့စာလည်းမကြွေးဘူးနော် အဲ့လိုမျိုးတွေဖြစ်သွားတယ်အဲ့လိုမျိုးဖြစ်သွားတယ်ပေါ့နော်ဟမ်ဘာဂါပီဇာတွေပဲကျွေးနေအားလူတွေအရန်ကောင်းတယ်စားနေစားနေစားနေနော်တကယ်ကျမကြီးလိုက်ချင်တဲ့သူကကျမကြီးမကောင်းတော့ဘူးဟိုမှာအာဘဝတာပါပဲပါညာဆိုပြီးတော့ဒီတိုင်းမဲ့အပျော်ဘဝကိုနေတဲ့သူတွေကြတော့နော်အဲ့ဒီအစားစားလို့ကြောင့်သူတို့ကနော်အသားရည်လေဝါလာပြီးတော့ကြီးလို့တော့ကောင်းသေးတယ်အဲ့လိုမျိုးဖြစ်လာတယ်ဝိညာဉ်ရေးရပိုင်မှာအဲ့လိုမျိုးဖြစ်သွားတယ် နော်ဒါပေမဲ့တကယ် healthy food မရှိဘူးဖြစ်နေရအဲ့ဒါကြောင့်ဒီလိုမျိုးကိုပြောပြနေတာသူပြောတယ်ကေတင်ချင်းအကြောင်းဟောနေရပြပြတတမရှက်ကြပါမကြောက်ကြပါညာပေါ့နော်ပြပြတတဟောနေရမယ်ယေရှုကေတင်ချင်းအကြောင်းကိုကျွန်တော်ပေးခြင်းမဖြစ်ဟောနေရမယ်ပါညာပြောနေဘယ်မှာလဲသူဟောနေရယေရှုယေရှုကေတင်ချင်းစစ်မှန်တဲ့ကေတင်ချင်းနော်အပြစ်ရှိခြင်းအကြောင်းပြောရဲဆိုတော့ဒါမှအပြစ်ရှိလို့ကျွန်တော်တို့ဒီကျမ်းမာတင်းတဲ့လို့ချမ်းသာတင်းတဲ့လို့ဒီလောကအောင်မြင်တင်းတဲ့လို့မောင်မြင်ရဘူးဆိုတော့ နော်ဒီလိုဒီလိုမျိုးအလွဲတွေအလွဲတွေဒီတည်င်းကောင်းကို twist လုပ်ပြီးတော့နော်အလွဲတွေဟောဟောနေတဲ့အအပြင်တကယ်စစ်မှန်တဲ့ကတဲ့ချင်းတရားကိုဟောနေတဲ့ဒီဗီဒီယိုလေးကိုရှင်းကျွန်တော်ပို့ပေးကြပါအောင်ကျွန်တော်တွေ့ချင်တယ်ကြည့်ချင်တယ်နော်ဒီပါလေယေရှုကယ်တင်နေယေရှုကကျွန်တော်တို့ကိုကယ်တင်နေအရင်ချစ်တယ်ဆိုရင်လည်းယေရှုရဲ့ချစ်ခြင်းကိုဒီပါလေမျိုးမျိုးလှုပ်ပြီးတော့ ကျွန်တော်တို့ benefit တို့ကျွန်တော် blessing တို့ဒီလောကဟောဖက်မှာယေရှုရဲ့ကျွန်တော်တို့ကိုကယ်တင်ခြင်းပေးတယ်ဆိုရင်လည်းဗာလဲယေရှုရဲ့ကျွန်တော်တို့ရဲ့ကယ်တင်ခြင်းပေးခြင်းကလည်းဘယ်လိုမျိုးဖြစ်သွားတယ်လဲကျွန်တော်တို့ရဲ့ယူပါယုံနေတည်နေတဲ့ယူပါယုံအိမ်မက်တည်နေတဲ့အိမ်မက်တွေတည်နေတဲ့ယူပါ vision တွေအဲ့ဒါတွေကိုယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းအဖြစ်အဲ့ဒါတွေကပြန်ထမြောက်ပြီးပါညာပေါ့နော်ဟောမှာဇေကေလမှာရှိတဲ့ဗာလဲ သူ့ကိုဖျားတခင်ကအယိုးချောက်တွေကိုအသက်ပြန်ရှင်ခိုင်းတဲ့နေရာပဲအဲကြံပိုက်တွေသူတို့အဖွဲ့တွေအလွယ်လွယ်တွေတုံပြီးတော့เนาะအဲ့ဒီအယိုးချောက်တွေကကျွန်တော်တို့တည်နေတဲ့เนาะတည်နေတဲ့အပြစ်အောက်မှာနေနေတဲ့အပြစ်သားတွေတည်နေတဲ့เนาะငရဲသွားမဲ့လူတွေကိုအယိုးချောက်ဖျားဖက်နဲ့ဆိုတော့ဝိညာဉ်ရပြဲမှာတည်နေတဲ့အရာကိုဖျားတခင်ဖျားကျေးဇူးတော်ကြောင့်ကျွန်တော်တို့ကအဲအယိုးချောက်တော်မှာပြန်ပြီးတော့အာ heart of stone heart of stone ကို heart of flesh flesh ပေါ့နော် ပြန်အဖြစ်အစ်စ်ပြုတ်ပြင်ပေးရဒီနှလုံးဒီဝိညာဉ်ရကိုပြန်ရှင်းတိုင်းခိုင်းတာအဲ့ဒါတွေကိုမကြည့်တော့ပဲねဒီလောကရာဖက်မှာခမရတို့ဒီအယိုး၆တွေကခမရတို့ရဲ့အိမ်မက်တွေတည်နေတာခမရရဲ့ vision တွေတည်နေတာယူပါယုံတွေတည်နေတာဖြစ်နေသလားခမရတို့ရဲ့မိသားစုအချင်းတွေတည်နေတယ်ခမရရဲ့ relationship လာပါလဲ အာအဲ့ဒါတွေတည်နေတယ်ပေါ့နော်အဲ့ဒါတွေထားမြောက်ဖို့အတွက်ယေရှုကကားနေမှာအကုန်လုံးပေးဆပ်ပေးပြီးခင်ဗျားတို့အာဗာလေမိသားစုပျော်ရှင်လိမ့်မယ် marriage restore ပြန်လုပ်လိမ့်မယ်ပါညာခင်ဗျားရဲ့ vision တွေပြန်ပြီးတော့ခွာလိမ့်မယ်ပါညာဆိုပြီးအဲ့ဒီ jump bike တွေကိုလွဲတွေတုံးပြီးတော့နော်မင်းယေရှုကားနေမှာတည်ခြင်းရှင်ပြန်ထားမြောက်သုံးရက်မှာရှင်ပြန်ထားမြောက်သွားပြီးခင်ဗျားရဲ့အိမ်မက်ယူပါယုံအကုန်လုံးနဲ့အကောင့်ထဲပြန် follow ရပြီးရှောက်တယ်ပြောင်းအဲ့လိုမျိုးဟာတွေလုံနေလို့နော်အဲ့ဒါတွေကမဟုတ်ဘူးစန်းစာနဲ့လဲမလိုက်ဘူးတာ စန်းစာရဲ့ကေတင်ချင်းတင်းကောင်းတင်းကောင်းလဲအဲ့ဒါအဲ့အဲ့တင်းကောင်းမဟုတ်ဘူးဟောနော်ပြီးတော့သူတို့ပါလဲအဲ့အခွနပြောတယ်လို့ပေါ့နော်ဒါသူတို့ကေတင်ချင်းအကြောင်းဟောတယ်ဆိုတော့အဲ့လိုမျိုးအပြစ်ရှိတယ်ဆိုရဲဆိုတဲ့နေရာမှာအပြစ်ရှိခြင်းအကြောင်းဟောတယ်ဆိုတော့မှကြောက်စရာအပြစ်ရှိခြင်းအကြောင်းပြောပါတယ်ပါညာအဲတေချာနာထောင်အပြစ်ရှိခြင်းအကြောင်းပြောရင်တော့မှအဆုံးတတ်လာတော့ပါလဲအပြစ်ရှိတော့ကျွန်တော်တို့ဒီပါလဲကျွန်တော်တို့ရဲ့ potential ကျွန်တော်တို့မရောက်နိုင်ဘူး နော်ကျွန်တော်တို့ရဲ့ဒီ level တက်နိုင်တဲ့ level ကိုမမတက်နိုင်ဘူးလောကမှာနော်ကြီးပွားနိုင်တဲ့တော့တိုးတက်နေအောင်မြင်နိုင်တဲ့တော့ချမ်းသာနိုင်တဲ့တော့ကြီးပွားနိုင်တဲ့တော့တိုးတက်နိုင်တဲ့တော့ချမ်းသာနိုင်တဲ့တော့ကျွန်တော်တို့ကမရောက်ဘူးဖြစ်လို့ဆိုတာအပြည့်ရှိနေလို့တဲ့အပြည့်ကကျွန်တော်ဆွေးကြရဲပါညာအဲဒီလိုလိုပဲလာနေတယ်အဲ့ဒါဒီကြောင်ဘသူမှမုံနေတာမုံနေလို့ပြောနေတယ်မဟုတ်ချင်းနေလို့ကိုပြောပြနေတာလမ်းမလွဲစေအောင်အဲ့ဒါတွေက လွယ်မှမယူပဲနဲ့ခဏနေအဲ့ဒါတွေပဲတာသူတို့တုန်တင်ပေးနေဟာတွေလဲအဲ့ဒါသူတို့တုန်တင်ပေးနေဟာတွေပဲအရန်ယုံနေလို့ဆိုတော့တကယ်ဘဝ reality ကြုံလာတဲ့အချိန်မှာယေရှု promise မပေးထားတော့ယေရှုကလည်းပုံမှာတည်တဲ့တည်တယ်ကျွန်တော်တို့အတွက်တည်ပေးတယ်လောကကိုအောင်ပေးတယ်ဆိုတဲ့နေရာမှာဒါတွေမပါဘူးဒါတွေတက်ပဲမဟုတ်ဘူးနော်ကျွန်တော်တို့အဲအဲ့ဒါတွေကိုတိကျမသိတဲ့အချိန်မှာစံစာနဲ့လိုက်အောင်မသိတဲ့အချိန်မှာခြံနေကြတာဟာဘယ်မှာလဲပေါ့နော်ဆိုပြီးတော့မင်းခွင့်နဲ့ထုတ်ချရတဲ့အများရှိလာတယ် အဲ့ဒါကြောင့်ဝိညာဉ်ရေးရဘက်မှာဒုက္ခရမ်းရောက်တယ်ပေါ့နော်ဒီဘုရားရဲ့စကားကိုမှန်မှန်ကန်ကန်မှန်မှန်ကန်ကန်ကျွန်တော်တို့ကမခံယူတဲ့အပြင်နော်ဒီဝိညာဉ်ရေးရဘက်မှာဒုက္ခရောက်တယ်နော်ဒီအပြင်တရမှာလည်းဒုက္ခရောက်တယ်ကျွန်တော်တို့ကမလုပ်တင်တာတွေလုပ်နေတယ်အဲအဲ့လိုမျိုးဟာတွေဖြစ်နေလို့နော်မြတ်တာနဲ့ပြောပြနေရတာတွေကတခါတလေရည်စရာထောင်စရာလို့ရှိတယ်သူတို့တွေကဟိုဇော်လင်းအောင်တို့ကြော်ကြော်ရဲတို့ဆိုတော့ထောင်စရာရည်စရာလေးတွေရှိတယ်ဒါပေမဲ့အဓိကကအဓိက point တွေ့စေချင်တာသိစေချင်တာကဒီဆရာတွေကိုမုံနေလို့ဗီဒီယိုတွေလုပ်နေကြတာမဟုတ်ပဲねဒီမေတ္တာရှိနေလို့နော်လမ်းမလွဲလေအောင်ကြောပြနေတာဖြစ်တယ်ကြားနာပြီးအောင်ဆရာဖျားရင်ခေါင်းကြည့်ပေးပါစေ